မင်္ဂလာနံနက်ခင်းပါခင်ဗျာဘုရားသခင်ရဲ့ဂေဟုနာတော်အသိနှစ်တူနံနက်အိမ်ရာနေနိုးထခွင့်ရကြတဲ့ဒီကြောင့်သူကျေးဇူးတင်ပါတယ်ဘုရားရဲ့နာမတော်ကိုချီးမွမ်းပါတယ်ကျွန်တော်တို့ရဲ့ Let us pray ဆိုတဲ့ Morning Devotion အစီအစဉ်ကိုနေ့စဉ်နံနက်6နာရီတိုင်းမှာထုတ်လွှင့်ပြသပေးနေပါတယ်ကျွန်တော်တို့ဒီအစီအစဉ်အတွက်ဓမ္မချစ်ပရိသတ်တွေရဲ့ Like Share Subscribe တွေ comment တွေဟာများစွာအကျိုးပြုလည်းရှိပါတယ်။ဆုတောင်းချက်တွေလည်းပေးပို့ကြပါကျွန်တော်တို့ဆုတောင်းပေးနေပါတယ်။ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီနေ့ကတော့မတ်လ28ရက်နေ့ဖြစ်ပါတယ်။ခေါင်းစဉ်ကတော့ယောရှဖက်ဘရင်အကြောင်းကိုလေ့လာရမှာ ဖြစ်ပါတယ်။ကျမ်းပိုင်လေးဖတ်ပြခြင်းပါတယ်။ယာဇဝင်ချုပ်ဒုတိယဆောင်အခန်းကြီး20အပိုင်းငယ်20အိုယူဒာပြည်ယေရုရှလင်မြို့သားတို့နားထောင်ကြလော့။သင်ဖျားသခင်ကိုယုံကြည်ကြလော့ တို့ပြုလျင်တည်ကြည်ကြလိမ့်မည်ပရောဖက်တို့ကိုယုံကြည်ကြလောတို့ပြုလျင်အောင်မြင်ကြလိမ့်မည်ဟုမိန်တော်မူ၏ယောရှဖက်အကြောင်းနဲ့ကျွန်တော်တို့ခွန်အားရယူကြဖို့ဖြစ်ပါတယ်သင်ငန်းစာရယူကြဖို့ဖြစ်ပါတယ်ယောရှဖက်ဆိုတာယူရရှင်ဘရင်အာသမင်းရဲ့သားဖြစ်ပါတယ်ကျွန်တော်ပြည့်ခဲ့တဲ့ရက်တွေတုန်းကဒီအာဟမင်းအကြောင်းကိုရက်တော်တော်များများလေ့လာခဲ့ကြပါတယ်ဒါကတော့မြောက်ပိုင်းဣသီရေလား ရဲဘရင်ဖြစ်ပါလေတောင်ပိုင်းမှာတော့ဒီအာတမင်းမင်းလုံးနေမှာအာတမင်းကတော့မင်းကောင်းဖြစ်တယ်အပြစ်ပြောစရာမရှိတော့ကျွန်တော်တို့တရက်ပဲကျွန်တော်လေ့လာခဲ့တယ်ခုဒီအာတမင်းရဲ့သားကယောရှဖက်ဖြစ်ပါလေယောရှဖက်ဟာအဖေဒူသားလို့ပြောရမှာပါပဲသူကဆိုဖခင်လိုမျိုးဖခင်အပေါ်မှာတစ္ဆာရှိတဲ့လူဖြောင်းမတ်တဲ့လူဖြစ်တယ်သူကဆိုလို့ရှိရင်လည်းအဖေနဲ့အတူဖအဖေအချိန်ခါတော့က ဒီရှင်းလင်းဖို့ကြံနေသေးတဲ့ယုတ်တုရှင်းတုတွေကို तू ကလိုက်လံပြီးတော့ရှင်းလင်းခဲ့တယ်မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်ပြီးတော့ဖျားသခင်အကြောင်းကိုလည်းအထူးလေ့လာတယ်ကောင်းကြီးမင်္ဂလာကိုလည်းခံစားရတဲ့ရှင်မင်းတပါဖြစ်ပါတယ်ဒါပေမဲ့ဒီလိုကောင်းပါတယ်ဆိုတော့ယောရှဖက်မှာလည်းပဲ error လေးတွေရှိတယ်သူ့မှာလည်းအားနည်းချက်တွေရှိသေးတယ်အားနည်းချက်လေးကျွန်တော်တို့ကြည့်အောင်ဘာအားနည်းချက်လဲဆိုတော့ဟိုတစ်ဖက်မှာရှိတဲ့ကျွန်တော်စိုးသွနေတဲ့ အာဟတ်မင်းကိုတွားရောက်ပြီးတော့ကူညီတဲ့အာနေချက်လို့ကျွန်တော်ပြောရင်မမှားပါဘူး။သူ့ကိုစစ်သွားကူတယ်စစ်ကူပြီးတော့ဒီရှူရစ်လူတွေကိုနော်ဆူရီးယားတွေကိုတွားပြီးတော့တိုက်ကူတဲ့ကိစ္စဖြစ်ပါတယ်။ဒီကိစ္စမျိုးကိုသူတွားတဲ့ခါမှာဖះကိုမတိုင်ပင်ဘူးနဲ့တူပါနော်ဖះတိုင်ပင်တော့ဖះခွန့်ပြူမှာမဟုတ်ဘူး။သူတွားတယ်သဘောတူလိုက်တယ် ကျမ်းစာဘာပြောလဲဆိုတော့သာရဖျားသည်အရှင်မင်းကြီးဤလက်တော်သို့အပ်တော်မူမည်ဟုလျှောက်တယ်လို့လိန်ညာပြီးတော့ပြောဆိုကြတဲ့ဘာလပရောဖက်တရဲ့စကားကိုသူတို့ကသဘောကျဟန်ရှိတယ်เนาะဒါပေမဲ့ဖျားပေါ်မှာတစ္ဆာရှိတဲ့မိခါပရောဖက်ကတော့အာဟမင်းနဲ့ယောရှဖက်ကိုသဘောမတူပဲနဲ့သူကဘာပြောလဲဆိုတော့ဣဒရာလူတွေထွက်ပြေးကြလိမ့်မယ်ထွက်ပြေးကြမယ်ဆိုတော့ ကျွန်တော်မြင်တယ်လို့ပြောတဲ့အခါမှာဘယင်တွေကစိတ်ဆိုးတယ်နားမထောင်ကြဘူးနားမထောင်သူ့စကားကိုဘယ်သူမှလက်မခံမဲနဲ့တိုက်ပွဲကိုဆင်နွှဲခဲ့ကြတယ်ရလက်အနေနဲ့ကတော့ make a prophet ပြောသလိုပဲစစ်ပွဲတွေရှုံးအာဟတ်မင်းလည်းပဲအဲ့ဒီစစ်ပွဲမှာပဲအသက်ကိုဆုံးခဲ့ရသလိုယောရှဖက်လည်းပဲအဆက်ကွဲစွာနဲ့သူ့ရဲ့ယူဒပြည်ကိုပြန်လာခဲ့ရတယ်ယောရှဖက်ဟာအမှားလုပ်ခဲ့ပါတယ် ဒါပေမဲ့သူဟာပြန်ပြီးတော့နောင်တရပြီးအဖက်ဆယ်နိုင်တဲ့ရှင်မြင်းတစ်ပါးဖြစ်ပါတယ်။နောက်ပိုင်းနှစ်တည်းမှာယောရှဘတ်ကယူဒလူတွေကိုစုအင်အားတွေကိုစုဆောင်ပြီးတော့စိတ်ဓာတ်တွေကိုပြန်လည်ပြီးတော့ကြက်ခံအောင်လုပ်တယ်။ဘုရားသခင်ရဲ့ကိုကိုးစားခြင်းအဖြစ်တရားမြတ်တစွာတရားစင်နေပြုချင်းအာမောနီလူမောဘလူအေဒုံလူတွေကိုလာရောက်တိုက်ခတ်တဲ့ခါမှာသူအဆိုပြန်ပြီးတော့တွန်းလွန်နိုင်ခဲ့တယ်။ဘုရားရှင်ဟာလည်းပဲတဲ့သူ့ရဲ့လူတွေဘက်မှာစစ်ရှိပြီးတော့မှာ စစ်ပွဲကိုအောင်နိုင်စေခဲ့တယ်ဆိုတာကျွန်တော်တို့ဒီမှာတွေ့ရတယ်။သင်္ကန်းစာတွေးစရာကတော့ကောင်းတဲ့ဘရင်လည်းပဲအမားတွေလုံးမိတယ်။ဒါပေမဲ့ပြန်လဲပြီးတော့အမားကိုပြန်ဖာသေးဖို့သို့မဟုတ်အမားကိုနောင်တရပြီးတော့ပြန်လဲပြီးတော့ပြုပြင်ပြောင်းလဲဖို့ဆိုတာလိုအပ်စမြဲပဲဖြစ်ပါတယ်။လူသားဆိုတာကြာရှုံးတတ်တယ်တဲ့။မှားတတ်တယ်။ကိုရိုရှင်ဟာကျွန်တော်တို့အတွက်ခိုးလုံရဖြစ်တယ်ဆိုတာ ကျွန်တော်တို့ရဲ့ရဲတိုင်းဖြစ်တယ်ဆိုတာကိုစိတ်ထဲမှာတော့ဆွေးမြဲထားပါအရေးပေါ်လာတိုင်းကိုရောဆိုကျွန်တော်တို့နဲ့နဲ့အတူအမြဲတမ်းစစ်တိုက်ပေးတယ်ဆိုတာသတိရပါဆိုပြီးတော့ကျွန်တော်တို့အားပေးထားပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဆုတောင်းမှုဖြစ်ပါတယ်ဒီနေ့ဆုတောင်းပေးရမယ့်ပုံကိုယ်တွေကတော့အာဖော်လီဝါမမော်ဆန်ဆန်သေးတို့ဖြစ်ပါတယ်ကျွန်တော် ပုံမှန်ဆုတောင်းနေကြဒီကဓမ္မချစ်ပရိသတ်တွေရဲ့အခြားသောနာမကျန်းဖြစ်သောသူတွေနဲ့သန္တနာလုပ်ငန်းမှာလှုပ်ဆောင်နေတဲ့နေရာဒေသပုဂ္ဂိုလ်အသီးသီးတိုင်းတွေလည်းဆုတောင်းပေးလျက်ရှိပါတယ်ခဏလေးဥညွတ်ပြီးတော့ဆုတောင်းကြရအောင်ကောင်းကင်ဘုံချစ်ရှင်ဖထားရမယ်ဆိုပါဗျာတာသမီတို့ကိုချစ်၍နေစဉ်မြကွက်ကလမ်းပြပို့ဆောင်တဲ့အတွက်ကြောင့်အထူးကျေးဇူးတင်ပါတယ်။ဩဘာဒီနေ့နန်းထဲမှာလည်းပဲတာသမီတို့ကိုယောရှဖက်ဘရင်အကြောင်းနဲ့ပတ်သက်ပြီးတော့ဝိညာဉ်သင်ခန်းစာပေးတဲ့အတွက်ကြောင့်အထူးကျေးဇူးတင်ပါ၏။ ယောရှဖက်ဘရင်ဟာဘရင်ကောင်းဖြစ်ပါတယ်ဒါပေမဲ့အမားလုံးမိပါတယ်အမားလုံးတဲ့အရာကိုသူပြန်လေပြီးတော့နောင်တရပြီးတော့ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ခဲ့တယ်ကိုရောဖက်မှာပြန်လေပြီးတော့ဥလှေလာခဲ့ပါတယ်ထို့အတူသာသမီတို့လည်းပဲရန်ဖန်ရကအမားပြုလုပ်တဲ့နေရာမှာမိမိအမားအတိုင်းဆက်မလျှောက်ဘဲနဲ့ကိုရောထံကိုပြန်လေပြီးတော့ဥလှေလာနိုင်ဖို့ရန်ခွန်အားပေးတော့မှာကြရှုံးမှုမှာလဲကြမနေပဲကိုရောသာသမီတို့နဲ့တူအမြဲတမ်းတည်ရှိကြအောင်သိစေတော့မှာ အထူးသဖြင့်ဘာနာမကျန်းဖြစ်တော်သူများသူတို့သည်မတော်ကိုယ်ကာယစည်းမျဉ်းကိုချိုးဖောက်လျက်နာမကျန်းဖြစ်တာလည်းဖြစ်နိုင်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဘာကိုရိုထံပြန်လဲပြီးတော့ဥလှည့်လာနိုင်ဖွယ်ခွန်အားပေးတော်မှာအထူးသဖြင့်ကိုရိုရဲ့တမီးများဖြစ်ကြသောဖော်လေးဝါမမောဆဆန်တီတို့ကိုကိုရိုရှင်ကောင်းကြီးပေးလျက်ကျမ်းမာသောအခွင့်နဲ့အတူကိုရိုဘုံတော်ထင်ရှားစေတဲ့အတ္တတာပြန်လဲပေးသနာတော်မှာကိုရိုရှင်အမှုတော်ကိုထမ်းရနေတဲ့နေရာဒေသအသီးသီးကဌာနတွေ ပုံကိုယ်တွေကိုလည်းကိုရောကောင်းကြီးပေးတော်မှာပါဒုသဖြင့်ဒီအစီအစဉ်ကိုကြည့်ရှုအားပေးနေကိုရောရှင်ဓမ္မချစ်ပရိသတ်တွေလည်းကိုရောကောင်းကြီးပေး၍ပျော်ရွှင်ခြင်းတက်ချင်းကိုရောနဲ့နီးကပ်သောအခွင့်အရေးတွေကိုရရှိဖို့မာဆာတော်မှာသံသရဲ့နေ့စဉ်တက်တောင်အုပ်စု၏ကိုရောနဲ့တူအမြဲတမ်းတော်လာနိုင်သောအခွင့်ကိုစင်ဆက်မပြတ်ပေးသနာတော်မှာမြေချောင်းမြတ်တော်သောယေရှုခရစ်တော်ဖျားအိနာမတော်အမိပြုလေယူသူသာဆုတောင်းပါသည်ဖာဗျာအာမင်